ီနေ့တော့ကျိုင်းတုံမြို့မစီကိုသွားရင်းနဲ့ဆိုင်ကယ်တန်းကိုတွေ့တော့ဈေးကိုရိုက်ချင်တာနဲ့ပဲ vlog လေးရိုက်လာခဲ့ပါတယ်ဒီမြို့မစီကနေ့လယ်တနားလောက်ဆိုပိတ်ပြီးပေါ့နော်အခုမေဆိုတော့လာတဲ့အချိန်ကအဲ10နိုင်17နိုင်လောက်ရှိနေပြီလူကတော်တော်စီးနေပြီပေါ့ခါတိုင်းဆိုရင်ဒီကျိုင်းတုံဒီမြို့မစီအလယ်တန်းကဈေးတိတ်မရအောင်မူဟိုအနောက်တန်းမှာရောင်းတာပေါ့နော်အခုတော့ဒီဈေးကွဲတဲ့အချိန်ဆိုအလဲတန်းမှာရောင်းတာဒါကဘာတွေလဲမသိဘူးဝါပိုးတွေထင်တယ် မင်းဆိုတော့မစားရဲဘူးတခါမှလည်းမစားဘူးချိုင်းတော်ကလည်းရှမ်းရှိဆိုတော့ရှမ်းစာတွေလည်းပေါ်တယ်နောက်တစ်ခါတရုတ်ဖက်ကဝင်တဲ့တစ်တီဝလန်တွေယူရီးယားဖက်ကနေဝင်တဲ့လာကုံပစ္စည်းတွေအဝတ်အစားတွေလည်းပေါ်တယ်ပေါ့နော်တစ်တီဝလန်နေဆိုလို့ရှိရင်တော့ဒီမှာဖောဖောတီတီကိုစားရတာတရင်ကျွလည်းနီးပြီဆိုတော့အသီးတွေလည်းဖောဖောတီတီဝယ်လူလို့ရပါတယ် မတွေ့ရတာကြတဲ့မိဘုံလေးတွေကိုမိဆိုကတော့ချစ်လွန်းလွန်းဝယ်လာခဲ့တယ်ဒါကတော့ဖះကိုကတ်တဲ့ရက်လေးတွေပါလှတယ်နော်မိဘုံတိတိလေးတွေလည်းရှိပါတယ်မိဆိုကတော့လွတ်ဖြစ်မှာမဟုတ်တဲ့အတွက်တပ်ပုံပဲရိုက်ပြလိုက်ပါတယ်မဝယ်တော့ပါဘူးတရင်ကျုပ်ဆိုတော့လျက်စင်မီလေးတွေလည်းထွန်းကြတာပေါ့ဈေးရတော့ဒီနေ့လူတော်တော်လေးကိုစီးနေပါဗျာ ကျိုင်းတော်မှာပေါပေါမြများတွေ့ရတာကဝက်ခောက်နဲ့ဝက်ဥချောင်းတွေသူကအမဲခောက်တွေလည်းရတယ်ကျိုင်းတော်ဝက်ခောက်ကနာမည်ကြီးပဲလေနော်မထုတ်လို့ရမလဲမထုတ်မလိုက်ကျိုင်းမမြန်ကနုံးနဲ့ကနုံးကျိုင်းတော်ရောင်ရင်မဖြစ်မနေစားရမယ့်ဟာကစံတူဖူးရဲ့မြေဘဲတူဖူးတုတ်လေးရဲ့ပေါ့နော်မိဆိုးကတော့စံတူဖူးကိုကြိုက်ပါတယ်ကျိုင်းတော်ကလေမိုင်းလာနဲ့လည်းနေတော့ဒီတရုတ်ပြည်ကဝင်တဲ့ ျက်စီတွေတော်တော်များတယ်ဖနှက်တွေဆိုလို့ရှိရင်လည်းတရုတ်ပြည်ကဝင်တဲ့ဖနှက်တွေဈေးလဲတော်တော်တက်တာတယ်အင်းကြီးတွေဆိုလည်းပေါမပေါ်ပဲသတင်းကျွတ်ဆိုတော့လူတွေကစိတ်ကြိုက်ဝဲကြတာပေါ့ဒါကတော့ရိုးရဖြစ်စီရောင်းတဲ့အတန်းမှာဖျားကိုလူဖို့အတွက်ပန်းတွေနောက်တစ်ခါအာရက်တောင်တွေပေါ့နော်ဖျားအောင်နိုင်တွေကိုဒီအတန်းမှာပေါပေါ်များများရောင်းတာကိုတွေ့ရတယ် ဒါရီယရှမ်းရိုးရပစ္စည်းတွေဒီလားအော်ထီးတွေရောတကွန်နိုင်တွေရောရှမ်းဆက်ကူတွေရောဒီတန်းမှာတွေ့ရတယ်ယူရီးယားမုံတွေအများကြီးပါပဲတချို့ဆိုရင်စားတာမစားဘူးပေါ့နော်အယောင်သွေးရတော့တော်တော်လေးဆုံတယ်ဒီဆိုင်ကိုကြည့်ပြီးတော့ကိုတော်မှဟိုလက်ကားဆိုင်ဖွင့်ချင်စိတ်တော်တော်ပေါက်ပါတယ် နောက်တစ်ခုကတော့ပန်းတူတွေပန်းတူတွေပန်းချောက်တွေလည်းဒီမှာအများကြီးပဲအဲဒါတော့တိတ်မလောက်ဘောเนาะအပြင်ဆိုင်တွေဆိုရင်ပူလာတယ်ညီဦးလေးတွေလည်းရှိရဲ့နော်ဒီဆိုင်ကတော့မေဆိုအကြိုက်ဆုံးဆိုင်ပါပဲအခါအင်ဂျီဝစ်ဆုံတွေနဲ့လာဟုဝစ်ဆုံတွေကိုရောင်းပါတယ်မေဆိုတော့မှနှစ်ထဲဝယ်ပြီးသွားပါပြီဒီဆိုင်ကနေဒီမှာရိုးရအိတ်လေးဆိုလို့ရှိရင်လာတယ်နောက်တစ်ခါလက်ဆောင်ပေးဖို့အတွက် အခါတော့ချိတ်ဒီလားဟုတ်တော့ချိတ်လေးဆိုလို့ရှိရင်တော်တော်လာတယ်ပေါ့နော်။ China မှာတရုတ်ပစ္စည်းတွေရောယူရီးယားပစ္စည်းတွေရောဈေးသက်သက်သာသာနဲ့ဝင်နိုင်ပြီမဲ့အတိရွက်ကြတော့ဈေးအရန်ရှားပါတယ်။အဲ900အောက်ကိုမရှိဘူးပေါ့နော်။တထောင်နှစ်ထောင်စားစိတ်ကြီးတယ်လို့ပြောရမှာပေါ့။ကဲပြန်ပါပြီ။မေးစွာတော့မီးပုံလေးပဲဝယ်ခဲ့ပါတယ်။